ောက်ကလာပါနှစ်ချင်းခရိယံအတင်းတော်နေ့စဉ်တမချန်းစာဖတ်ရခြင်းစီစဉ်မှကျူဆိုပါရယ်ဟေရှာယအနာဂတိချံအခန်းကြီး42အခန်းငယ်7မှ25ငါထောက်မတော်ငါကြွင်ရင်ငါနှစ်သက်မြတ်လို့ရငါရွေးချယ်တော်သူကိုကြည်ရှုလောထိုသူဤအပေါ်၌ငါဝိညာဉ်ကိုငါတည်စေမည်သူသည် လူအမျိုးမျိုးတို့ကို တရားပေးလိမ့်မည်။အော်ဟစ်ခြင်းကြေကျော်ခြင်းကိုမပြုမူ၍လမ်းခရီး၌သူ၏အတန်ကို အပေသူမျှမကြားစေရ။နင်းနယ်လျက်ရှိသောကျူပင်ကိုမချူ။အတောက်သေးသောမိစာကိုမတက်။တရားသည်မြဲမြံခြင်းသို့ ရောက်ရမည်အကြောင်းစီရင်လိမ့်မည်။မြေကြီးပေါ်မှာတရားတော်ကို မတီးစေမီတွင် အာမယောစိတ်လည်းမပြည့်ရ သူဤတရားကိုလေတကျွန်းတနိုင်ကံသားတို့သည်မျော်လင့်ကြလိမ့်မည်မိုးကောင်းကင်ကိုဖန်ဆင်း၍စက်တော်မူထသော မြေကြီးနှင့်မြေကြီးတွေကဖြစ်သည်များတို့ကို ခင်းကျင်းတော်မူထသော ြေကြီးပေါ်၌ရှိသောသူတို့အားအသက်ကို၎င်းမြေကြီးကိုကြော်နှင်းသောသူတို့အားဝိညာဉ်ကို၎င်းပေးတော်မူသောဖျားသခင်ထာဝရဘုရားမိန်တော်မူသည်ကငါထာဝရဘုရားသည်သင်ကိုတရားသဖြင့်ခေါ်ထားသည်ဖြစ်၍လက်ဆွဲလျက်ထောက်မမီသင်သည် ကံသောမျက်စိတို့ကို ဖွင့်စိမ့်သောငါ၎င်းချုပ်ထားသောသူတို့ကိုလွတ်စိမ့်သောငါ၎င်းမျက်မှောက်၌နေသောသူတို့ကို အမိုက်ထောင်တဲကနှုတ်ယူစိမ့်သောငါ၎င်းသင်ကိုလူများနှင့်ပဋိညာဉ်ဖွဲ့เสียဖို့လူအမျိုးမျိုးလင်းเสียဖို့ခန့်ထားမည်ငါသည်ထာဝရဖျားဖြစ်၏ထိုနာမသည်ငါနာမဖြစ်၏ငါဘုံကို အခြားသောသူအား၎င်းငါအတရီကိုယုတ်တုစင်တုတို့အား၎င်း ောင်ငါမပီအရင်ဟောသောအရာတို့သည်ဖြစ်ကြပြီအတ္တသောအရာတို့ကိုယခုငါဟော၏မပေါ်လာမီတင်တို့အားငါပြနေ၏ပင်လေကူကူသောသူမှစ၍ပင်လေ၌ရှိသမျှတို့နှင့်တကွတကြွတနိုင်ခံအရက်များထိုအရက်၌နေသော သူများတို့သာရပြအာအစ်တော်တခြင်းကိုဆိုကြလောမြေကြီးစွန်းတို့မှဂုံတော်ကိုချီးမွမ်းကြလောတောနှစ်တကွာတော၌ရှိသောမြို့ရွာကေတာရက်သားတို့သည် ကြေးကြော်ကြစီကျောင်း၌နေသောသူတို့သည်တခြင်းဆိုကြစီတောင်ထိပ်ပေါ်ကကြေးကြော်ကြစီသာရပြကိုချီးမြှောက်၍တကျွန်းတနိုင်ကံအရက်တို့၌ ဂုံတော်ကိုထင်ရှားစွာချီးမွမ်းကြစေ။ထာဝရဖျာသည် သူရဲ့ကဲ့သို့ထွက်ကြ၍စစ်သူရဲ့ကဲ့သို့ကိုယ်စိတ်ကိုနှိုးဆော်တော်မူလိမ့်မည်။အော်ဟစ်ကြေကြော်၍ရန်သူတို့တစ်ဖက်၌ အားထုတ်တော်မူလိမ့်မည်။ငါသည်ကြာမြင့်စွာတိတ်ဆိတ်လျက်နေပြီးထို့သို့နေ၍အောင်ရအောင်မည်လော။သားဖွာခြင်းဝေဒနာကို ခံရသောမိမကဲ့သို့ငါအော်ဟစ်မည်။ပင်သက်ရှူ၍ချက်ချင်းဖြည့်စည်းမည်။တောင်ကြီးတောင်ငယ်များကို တွေ့ချောက်စေမည်။သူတို့အပင်ရှိသမျှတို့ကိုလည်းညှို့နွမ်းစေမည်။မြက်များကို ကုန်းဖြစ်စေမည်။ရေကန်များကိုခမ်းချောက်စေမည်။မျက်စိကန် ်သောသူတို့ကိုမိမိတို့မသိသောလမ်းဖြင့်ငါဆောင်မည်မိမိတို့မကြွမ်းသောခရီး၌သွားစေမည်သူတို့ရှိမှမျက်မှောက်ကိုလင်းစေမည်ကောက်တော်လမ်းကိုလည်းဖြောင့်စေမည်ထိုသို့သောကျေးဇူးကိုပြုမည်သူတို့ကိုမစွန့်ပြစ်ယုတ်တုစင်တုကိုခိုလုံ၍ကိုတော်သည်အကျွန်ုပ်တို့၏ဖျားဖြစ်တော်မူ၏ဟုသွန်းတော်ယုတ်တုတို့အားဆိုတော်သူတို့သည်လှန့်ခြင်းကိုခံရ၍ အလွန်ရှက်ွယ်ခြင်းတို့ရောက်ကြလိမ့်မည်။နားပင်သောသူတို့ကြားကြလော့။မျက်စိကန်သောသူတို့သင်တို့သည် မြင်ရအံ့သောငါကြည်ရှုကြလော့။ငါကြုံမှတပါအဘယ်သူကန်းသနီ။ငါစီလက်သောတမန်ကဲ့သို့အဘယ်သူသည် နားပင်သနီ။ငါမိတ်ဆွေကဲ့သို့အဘယ်သူကန်းသနီ။သာရပြာဤကျွန်ကဲ့သို့အဘယ်သူကန်းသနီ။သင်သည် များစွာမြင်တော်လဲအာယုံမပြုတ်တနားပွင့်လျက်ရှိတော်လဲမကြတဲ့ထာဝရဘုရားသည်မိမိဖြောင့်မတ်ခြင်းအကြောင်းအာရနှစ်သက်ဖြင့်တရားတော်ကိုချီးမြှောက်၍ဂုံအတရိနှင့်ပြေဆောင်စေတော်မူမည်ဤလူမျိုးသည် လူယူဖြစ်စည်းခြင်းကိုခံရသောအမျိုးဖြစ်၏ရှိသမျှတို့သည် တွင်း၌အချုပ်ခံရ၍ထောင်ထဲမှပုံကွယ်လျက်နေကြ၏ဖြစ်စည်းရာဖြစ်သောအခါအဘယ်သူမှမနှုံမယူလူယူရာဖြစ်သောအခါပြန်ပြီးလောဟုအဘယ်သူမှမဆိုတင်တို့တွင်အဘယ်သူသည်ဤစကားကိုနားထောင်မီနီနောင်ကာလဖို့အဘယ်သူကြား၍မှတ်မီနီလူယူရာဖြစ်စေခြင်းကရ ကုတ်ကို၎င်းဓမြတို့လက်သို့ဣတရေလကို၎င်းအဘေသူအတ္တနီငါတို့ပြမသောအရှင်သာရပြအတ္တော်မူသည်မဟုတ်လော သူတို့သည် နောက်တော်သူမလိုက်တရားတော်ကိုမကျင့်ပေနေကြ၏ထို့ကြောင့်ပြင်းစွာသော အမျက်တော်ထွက်ခြင်းကြမ်းတမ်းသောစစ်တိုက်ခြင်းကို သူတို့အပေါ်သို့ တွန်းလောင်းတော်မူသဖြင့်သူတို့ပတ်လည်၌မီးရှို့၏သို့တော်လည်းသူတို့သည်မတိကြမီးလောင်တော်လည်းတတိမထားပဲနေကြ၏ဇာနာရတော်သူအောင်စီတိုင်းပေါ်ဖျားရှင်ကောင်းချီးပေးပါစေအာမင် ်ခြင်းကိုခံထိုက်တော်မူသောသာရတ်ဘုရားသခင်ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။တညတာအိဆက်ခွင်နဲ့အတူတရားရဲနနမှာကျမစွာနှုတ်ထသက်ရှင်ရဲခွင့်နှုတ်ဘတ်တော်ကိုဖတ်ရှုစင်ခြင်းရဲခွင့်အတွက်ဘုရားရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါရယ်ဖတ်ရှုစင်ခြင်းရဲနှုတ်ဘတ်တော်အဖြစ်အသက်တာမှာတိဆောက်စရာခွန်အားယူစရာလိုက်လျှောက်သက်ရှင်စရာဖြစ်စေဖို့မာစာကောင်းချီးပေးသနာတော်မူပါဘုရားသခင်ယနေ့သားသမီးတို့ရဲ့အသက်တာထဲမှာ သသမီးတို့ရဲ့အသက်ရှင်မှုဟာဖခင်ရဲ့အလင်းကိုလင်းစေနိုင်သောအသက်တာဖြစ်စေဖို့ဖခင်သသမီးတို့ကိုအသုံးပြု၍ကောင်းချီးပေးသနာတော်မူပါသာရဖျားကိုချီးမွမ်းနိုင်သောအတ္တတာများဖြစ်စေဖို့ရန်တော်လည်းပဲဖျားခင်သားသမီးတို့ကိုအသုံးပြုတော်မူပါယနေ့မိမိတို့ရဲ့ရှင်သန်ခြင်းထဲမှာဖျားကိုချီးမွမ်းကြွေးကြော်ပြီးတော့မှ သာရဖျားကိုချီးမြှောက်ပြီးတော့မှဖျားရဲ့ဂုံတော်ကိုထင်ရှားစေသောအတ္တတာများဖြစ်နေအသက်ရှင်သောသူများဖြစ်စေဖို့ရန်အတွက်ဘုရားသခင်အသုံးပြုတော်မူပါမည်အကြောင်းတပါတိသောသားတော်သခင်ယေရှုခရစ်တော်ဘုရားနာမကိုအမိပြု၍အလွန်ယုတိစွာဖြင့်ဆုတောင်းဆက်ကပ်ပါသည်ဘုရားအာမင် ာရဘုရားသည်တင့်ကိုကောင်းကြီးပေး၍စောင့်မတော်မူပါစေသောသာရဘုရားသည်တင့်၌မျက်နာတော်အလင်းကိုလွှတ်၍ဂယုဏကျေစုပြုပါစေသောသာရဘုရားသည်တင့်ကိုမျှောကြည့်၍ချမ်းသာပေးတော်မူပါစေသောသမီးတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးသို့ဘုရားထံတော်မှအနတ္တမေတ္တာတော်မဟာဂယုဏကျေစုတော်နှင့် မိတ္တာဖွဲ့လေလံပြတွင်တင်ခြင်းစုကျေးဇူးသည်တင်တို့ပေါင်း၌ကာလအစဉ်တည့်ရောက်လေတည်ရှိတည်နေပါစေတော့အာမင်